ိသက်ပေါင်းသူတော်ကောင်းအပေါင်းတို့မင်္ဂလာပါရှင်။မြို့ရပေါ်ချန်နယ်ကနေဆီယမရှက်တီကနှွေးထွေးစာကျူစုပါတယ်ရှင်။ဒီနေ့ဆီယမဟောပြဟောပြောပြီးမှာတော့2025နိုဝင်ဘာလတလလုံးအတွက်တနင်္လာပွားတနင်္လာနေ့မွေးဖွားသူများအတွက်အထူးဟောစတန်ဖြစ်ပါတယ်ရှင်။လာမီးရဲ့စွမ်းအင်ကိုပန်ဆိုင်ထားတဲ့တနင်္လာဖွားတွေဟာစိတ်ကူးစိတ်တန်ကောင်းမွန်ပြီးတော့တိမ်မွေးကြပါတယ်။နိုဝင်ဘာလရဲ့ရည်စီကြောင်းအတိုင်းဘလို့အခွင့်လန်းနေဘလို့ပြောင်းလဲမှုတွေ ကြုံတွေ့ရမလဲဆိုတာမြမရိုးရာပေးရင်ပညာနဲ့အနောက်တိုင်းဂျိုးအစီစဉ်တွေပေါင်းဆက်ပြီးတော့အသေးစိတ်ပေါ်ထုတ်ပြီးမှဖြစ်ပါတယ်ဒီလားထဲမှာတနင်္လာဘွားတို့အတွက်အဓိကမိမောင်းထိုးပြခြင်းနဲ့အရာကတော့စိတ်ခံစားမှုနဲ့ပညာပါပဲတင်တို့ရဲ့ဉာဏ်ပညာကိုစိတ်ခံစားမှုကထောက်ပံ့ပေးတဲ့အချိန်ဖြစ်တော်မူလို့ဒီနှစ်ခုကိုဘယ်လိုချိန်ညှိမလဲဆိုတာအဆုံးထိနှာထောင်ပြပါအောင်ရှင်တနင်္လာဘွားတို့ရဲ့အာသာချက်ကတော့ ချစ်ခင်ကျင်နာမှုနဲ့စာနာနာလည်နိုင်စွမ်းမှာဒါပေမဲ့ဒီလားထဲမှာတော့စိတ်ခင်စားမှုအတက်အကျတွေတော့ပုံပုံများပြားနေပါလိမ့်မယ်မြမရူရသုံးသက်ချက်ရနိုဝင်ဘာလဟာတနင်္လာဂျူမင်းရဲ့စွမ်းအင်တွေကိုနှုတ်ရှက်နိုင်တဲ့ဂျူရီရဲ့အချိန်ဟာအနည်းငယ်ရှိနေပါတယ်ဒါကြောင့်အလုတ်ဖြစ်ပေမဲ့လူမကြီးလူမကြီးတာစိတ်မကြီးတာဖြစ်တတ်တာတွေကိုတော့သတိထားတတ်ပါတယ်။လုပ်ငန်းခွင်မှာတင်းရဲ့စိတ်ကူးတွေကိုပုံမှန်လင်းလင်းတင်ပြတဲ့အခါမှာလည်းလူအများရဲ့ ဝေဖန်မှုကိုခံရနိုင်ပါတယ်။ဒါကိုစိတ်တိခိတ်မခံမင်းနဲ့ပညာနဲ့ကြော်လွှားရပါလိမ့်မယ်ရှင်။စကားများများပြောတာအာမခံတာမျိုးတွေကိုလည်းရှောင်ရှားတင်ပါတယ်။အနောက်တိုင်းဘေးရင်ဟောစတန်အရာနိုဝင်ဘာလမှာ Venus နဲ့ Mercury ရရဲ့ရွေးချယ်မှုကတနင်္လာဘွားရဲ့ဆက်ဆံရေးကဏ္ဍကိုကြီးမားတဲ့တက်ရောက်မှုကြီးရှိပါတယ်။အဓိကပြဿနာဟောင်းတွေပြန်ပေါ်လာနိုင်တာမို့လို့အတိတ်ကိုကိုလွန်ဆန်ပြီးတော့ရှေ့ကိုဆက်လျှောက်ဖို့လိုပါလိမ့်မယ်။ ပညာသင်ကြားခြင်းစာပေဖတ်ရှုခြင်းတွေမှာလည်းအခွင့်အရေးကောင်းတွေရရှိလာနိုင်ပါတယ်။ခီးသွောလာမှုကလည်းကံကောင်းနိုင်ပါတယ်။ခီးသွောလာခြင်းကလည်းကံကောင်းမှုတွေကိုရရှိစေနိုင်ပါတယ်။အဓိကကတော့မလိုလားအတဲ့စိန်ခုံမှုတွေစိုးရိမ်ပူပန်မှုတွေကိုထိန်းချုပ်ဖို့ပါ။အပြည့်သဘောဆောင်တဲ့အတွေးတွေကိုလည်းအလွယ်တကူလက်မခံသင့်ပါဘူး။လမ်းမင်းရဲ့စွမ်းအင်တွေကိုအကောင်းဆုံးအသုံးချပြီးတော့သင်အလိုကို သိအလိုလိုစိတ်ထက်အတိနေတဲ့အသီးစိတ်တွေကိုယုံယုံကြည်ကြည်ယုံကြည်လိုက်ပါအဲ့ဒါတွေကတင့်အတွက်ကံကောင်းတဲ့အရာတွေဖြစ်ပါလိမ့်မယ်ငွေကြီးနဲ့ဇီဝရေးရဲ့အတ္တမူဝံကြောင်းတွေကိုဆက်လက်ပြီးတော့တင်ပြရမယ်ဆိုရင်ငွေကြီးကံကတော့တနင်္လာဘွားတို့အတွက်တည်ငြိမ်ပြီးတော့အလားလာကောင်းတဲ့လာတလဖြစ်ပါလိမ့်မယ်ရှင်အတ္တမူဝံကြောင်းကတော့ဒီလဟာတနင်္လာဘွားများအတွက်အဖွဲလိုက်ပူပေါင်းဆောင်ရွက်ခြင်းဟာနေပြီးတော့အောင်မြင်မှုတွေပုံမှန်ရရှိပါလိမ့်မယ်။တူတဲဆုံးဖြတ်ခြင်းတဲ့ လုတ်ဖို့ကင်ဖက်တွင်နဲ့တိုင်မြင်ပြီးတော့လုတ်ကင်ဆောင်ရွက်ရင်ပို့ပို့ပြီးတော့အစဉ်ပြေးလိုက်နေမှာတယ်အထူးသဖြင့်အမှုပညာစာပေစာတောက်ကုန်ခရီးသွားလာရေးစတဲ့လုပ်ငန်းတွေမှာတော့အကျိုးအမြတ်တွေပို့မှုပြီးတော့ရရှိပါသိမ့်မယ်အလုတ်ပြောင်းလဲဖို့ဂျူးစားနေသူတွေအတွက်လည်းကံလန်းချက်ကောင်းတွေရရှိနိုင်ပါတယ်ရှင်ငွေကြေးကံဝင်ငွေလမ်းကြောင်းအဲ့တော့တည်ငြိမ်နေပါတယ်မိသားစုနဲ့ပတ်သက်တဲ့အိမ်ချမ်းမြေအမွေစတဲ့ငွေကြီးကိစ္စတွေနေလည်နိုင်ပါတယ် ငွေကြေးရင်းနှီးမြှုပ်နှံမှုအသစ်တွေစတင်မယ်ဆိုလို့ရှိရင်ရရှိတည်ငြိမ်မဲ့ကဏ္ဍကိုပဲရည်ချဲ့တင်ပါတယ်။လောက်ကုန်ပိတ်မှာမမျောလင့်ပဲငွေကြေးအနည်းငယ်ဝင်လာတတ်ပါတယ်။ရှောင်းရံအနေနဲ့ကတော့ပေါ်ဆဆာငွေကြေးသုံးစွဲမှုကိုတည်ထားရပါမယ်။အထူးသဖြင့်အလှပဆိုင်ရာနဲ့ကိုယ်စိတ်ကြည်နက်မှုအတွက်ငွေကုန်များနေနိုင်ပါတယ်။ငွေကုန်ကြီးကြများနေနိုင်ပါတယ်။ ဒီလုပ်ငန်းတွင် လုပ်ငန်းခွင်စာမွေးပွဲအလုပ်ခန်းတွေမှာအလုပ်ခန်းငယ်လေးတွေမလုပ်ခန်းလေးတွေမှာရေကန်ငယ်သို့မဟုတ်အပြာရောင်ဘန်းဦးတွေကိုထားရှိပါဒါတွေထားပြီးခြင်းဖြင့်ငွေကြီးစည်းစိမ်မှုကိုအထောက်အကူပြုပါလိမ့်မယ်ရှင် ချစ်ချင်းမေတ္တာနဲ့လူမှုဆက်ဆံရေးကိုဆက်လက်ပြီးတော့တင်ပြရမယ်ဆိုလို့ရှိရင်အခြေအမှတော့တနင်္လာဘွားတို့ရဲ့နူးညံ့တဲ့စိတ်ဓာတ်ကိုထိန်းချုပ်ပြီးတော့ဆုံးဖြတ်ချက်တည်းခိုင်မာဖို့လိုအပ်ပါတယ်။အင်အောင်ရှင်ဒီချစ်သူဆုံးလွဲတွေအတွက်ကတော့အလွန်နှိစက်ပြီးတော့ချစ်ခင်မှုကိုပေါ်ပြမယ်လတ်တလာဖြစ်ပါတယ်။အတူတူခီးထွက်တာ ချိန်ပေးတာမျိုးတွေကဆက်ဆံရေးတွေကိုပုံမှုပြီးတော့ချစ်ချင်းမေတ္တာတွေကိုပုံမှုပြီးတော့ခိုင်မြဲစေပါလိမ့်မယ်။ဒါပေမဲ့တနင်္လာဘွားတို့ရဲ့အထင်လွယ်တတ်တဲ့စိတ် စိတ်ကောက်လွယ်တတ်တဲ့သဘာဝကိုတော့လျှော့ချဖို့လိုပါလိမ့်မယ်။တဝင်တူချင်းနဲ့တန်တရားကိုလိုလဲရှောင်ရှားဖို့လိုပါမယ်။မိသားစုအတွင်းသဟဇာတာဖြစ်ဖို့အထူးကိုကောင်းမွန်တဲ့တတလာဖြစ်ပါတယ်။လူမျိုးအပြူများဒီလမှာ အတိတ်ကလူဟောင်းတွေပြန်ဝင်လာဖို့ခွင့်လန်းနေများပါတယ်။ဒါမှမဟုတ်ရင်လည်းသင်နဲ့စိတ်သက်ခြင်းနီးစပ်ပြီးတော့စာနာနားလည်မှုရှိတဲ့လူမျိုးတွေနဲ့တွေ့ဆုံနိုင်ပါတယ်။အခြေအနေမှာအတိတ်ကြမဖြစ်ခင်စူးစမ်းလေ့လာတဲ့ လိလာဖို့အချိန်လိုအပ်ပါတယ်။ချစ်သူရဲ့စကားကိုအလွယ်တကူလည်းမယုံကြည်သင့်ပါဘူး။စစ်မှန်တဲ့အချိန်ကိုယူပြီးတော့မှတရားစောင့်ကြည့်ဖို့လိုပါမယ်။ခံစားချက်အချိန်ခံစားချက်နဲ့အချိန်နေမှန်ကိုလည်းခွဲခြားဖို့လိုပါလိမ့်မယ်။အရာရာတိုင်းကိုစိတ်ကူးနဲ့ပုံဖော်မနေပါနဲ့။ကျန်းမာရေးနဲ့ ကျဲမာကြီးနဲ့ထူချားတဲ့အခြေအနေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလတလလုံးစိတ်ရောကိုယ်ပါကျဲမာပြီးကံကောင်းနေဖို့အတွက်ကျဲမာကြီးရည်ရည်လေးတွေကိုအလေးထားပေးစီခြင်းပါတယ်ကျဲမာကြီးကတော့တနင်္လာဘွားတို့ဟာစိတ်ဖြစ်မှုကြောင့်အစာအိမ်နဲ့ဥမာကြီးသေးလက်ပတ်မှုစနစ်ကို ထိခိုက်လွယ်ပါတယ်စိတ်ဖြစ်မှုကိုရောချဖို့အတွက်တရားထိုင်ခြင်းတချင်းနားထောင်ခြင်းစားတဲ့အပန်းဖြေမှုတွေကိုလည်းအဲ့ဒီနည်းတွေကိုအသုံးပြုနိုင်ပါတယ်အိပ်ဆက်ခြင်းပြုဝါဖို့လည်းအရေးကြီးပါတယ် အီဟစာတွေကိုလည်းရှော့ပြီးတော့စားသုံးတင်ပါတယ်။အထူးရေတွေရာအနေနဲ့ပြောရမယ်ဆိုလို့ရှင်အုံသီးရေတောက်ချင်းနိုဝင်ဘာလတစ်လလုံးမှာ9ရက်တစ်ကြိမ်ခန့်ကိုပဲအုံသီးရေကိုတောက်သုံးပေးတင်ပါတယ်။တစ်ပတ်ကိုတစ်ကြိမ်အနည်းဆုံးနိုဝင်ဘာလတစ်လလုံးဆိုတော့၄ကြိမ်လောက်ပေါ့အုံသီးရေတောက်သုံးပေးတင်ပါတယ်။စိတ်ကြည်လင်ပြီးတော့ကံအချိန်ဝါတွေမြင့်တက်လာပါလိမ့်မယ်။ကံပွင့်စေတဲ့အရာတွေကတော့အဖြူရောင်ဒါမှမဟုတ်အဝါနုရောင် ခရင်ရောင်လေးတွေကိုဝစင်ပေးပါရှင်အထူးသဖြင့်စိတ်ညစ်ညူးစိတ်ညစ်နေတဲ့နေ့တွေမှာစိတ်ညစ်နေတဲ့စိတ်ညင်းညူနေတဲ့နေ့တွေမှာဆိုရင်အဲ့ဒီအရောင်လေးတွေဟာတင့်ကိုငြိမ်ချမ်းစေပါလိမ့်မယ်ဖျားဆွတော့ကတ်ချင်းတပတ်လင်တစ်ချိန်ခန့်နို့နဲ့ပြုလုပ်ထားတဲ့မုတ်ဒါမှမဟုတ်နို့စင်းကိုနို့စွမ်းကိုဖျားရှင်အားလူရန်ပူဇော်လိုက်ပါ ဒါလက်လက်ပါတဲ့ရွှေလန်းစီဖို့အတွက်အထူးကောင်းမွန်တဲ့ရည်ရည်ရဖြစ်ပါတယ်။ကံကောင်းစီတော့အချိန်ကတော့နိုဝင်ဘာလရဲ့လလယ်ပိုင်း10ရက်မှ20ရက်အတွင်းဟာအရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းဆောင်တာတွေလုပ်မယ်ဆိုလို့ဆုံးဖြတ်ပြချက်ချမယ်ဆိုရင်အကောင်းဆုံးအချိန်လေးဖြစ်ပါတယ်။အဲ့ဒီနေ့ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တနင်္လာဘောတော့ကနိုဝင်ဘာလ2025ခုရာ တရင်လာဘွားတွေရဲ့စိတ်ခံစားမှုကိုအရင်ပြုပြီးတော့ဉာဏ်ပညာနဲ့ပေါင်းဆက်ကရင်းကျက်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ရမယ်လာတလဖြစ်ပါတယ်တိုက်ခန်းတွေဝေဖန်မှုတွေကိုစိတ်မထိခိုက်ပဲနဲ့တင်းရဲ့တိမ်မွေ့တဲ့စွမ်းရည်နဲ့ကြောဖြတ်နိုင်ပါစီတရင်လာဘွားများရဲ့ဒီလရဲ့ဆောင်ဘုတ်ကတော့စိတ်ခံစားမှုတွေနူးညံ့ပြီးတော့ဆုံးဖြတ်ချက်တွေခိုင်မာပါမယ်ရှင် အားလုံးပဲကံကောင်းခြင်းတွေပြည့်ဝပြီးတော့စိတ်ချမ်းသာခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။နောက်ထပ်မွေးဖွားနေ့နံဖွားတွေအတွက်ဟောစတဲ့နေကိုလည်းဆရာမအမြန်ဆုံးတက်ဆက်ပေးသွားမှာဖြစ်ပါဖြစ်မှာမို့ရိုးရပေါ် channel ကို like and subscribe လုပ်ပြီးတော့ notification bell ကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်။နောက်ထပ် blue video အကြောင်းအရာတွေကိုသိကျင်နေဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါအောင်ရှင်။အားလုံးပဲကျမ်းမာချမ်းသာကြပါစေရှင်။